မင်္ဂလာပါခင်ဗျာ11ရက်နေ့ဆိုရင်ဆွန်လာရှယ်နေညပိုင်းတရင်းစီစဉ်တိုင်းထုံးလုံးကနေပြောလိုက်ပါရစေဒီကနေ့မှတစ်ဆက်ပြသမယ့်တဲ့နေ့ကတော့ဘီလင်းမြို့နယ်ကုတ်ကရိုချေဝါနီဘီလင်းတောင်စွန်ကားလမ်းမှာလက်လုံမိုင်းပောက်ကွဲမှုကြောင့်အမျိုးသားတအူးတေဆုံးခဲ့ပြီးတအူးတန်ရရှိကမော်တော်ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့တဲ့ဆိုတဲ့တဲ့ဟင်္ဒရာမှာရှိတဲ့နေရင်ဆောက်လုပ်ကြီးလုပ်ငန်းခွင်မှာမင်လာကျင်းတဲ့အောက်ဆီဂျင်ပြတ်ကသတိလေးနဲ့သူလှုပ်သားနှစ်ဦးကိုကယ်ထုတ်ခဲ့ရပြီး တဦးတည်ဆုံးကတဦးစိတ်ယုံဖြစ်ထားရတယ်ဆိုတဲ့သတင်းဂျပန်နိုင်ငံရဲ့စူးစမ်းလေ့လာရေးရှင်လာဘော်ကိုစဉ်သက်မှုမအောင်မြင်ဘူးဆိုတဲ့သတင်းအစ္စရေးနဲ့အပြစ်ခတ်ရေးဆိုင်အတွက်အမေရိကန်ရဲ့နောက်ဆုံးအဆိုပြုချက်ကိုမငင်းဖယ်ကြောင်းဟာမတ်အဖွဲ့ကောင်ဆောင်ပြောကြရတယ်ဆိုတဲ့သတင်းစပါတင်နီးပြတဲ့အဖြစ်ဘရန်ဖို့နီးပြတောမတ်ဖရန့်အပြတ်တိုက်ခြေပန်းစားတယ်ဆိုတဲ့သတင်းအဆိုက်စရိုင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘီလင်းမြွတ်နယ်ကော့ကရိုဂျေဝါအနီးဘီလင်းတောင်ဆောင်ကာလာမာလောလောဆယ်ပောက်ခွဲမှုကြောင့် အမျိုးသားတအူးတေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရှိကမော်တော်ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ဘီလင်းမြို့နယ်ကကတော်ချေဝါနီဘီလင်းတောင်စုံကာလမှာလက်လုံးမိုင်းပောက်ကွဲမှုကြောင့်အမျိုးသားတအူးတေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရှိကမော်တော်ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါဗျ။စုံ9ရက်ညနေ6:00နာရီခွဲဝင်းကျင်ခန်းကဘီလင်းမြို့နယ်ကော့ကွတ်ကျေးရွာအနီးဘီလင်းတောင်စုံကားလန်ပေးတန်တတားအနီးထမ်းပင်ဒမ်းမှာထောင်ထားတဲ့လက်လုံမိုင်းပေါက်ကွဲမှုကြောင့် Honda Wave ဝမ်တန်အနေရောင်မော်တော်ဆိုင်ကယ်မောင်းနှင်လာတဲ့ဘီလင်းမြွနယ်တောင်စွန်းကျေးရွာနေအသက်52နှစ်အရွယ်ဦးစော်ဟိန်အောင်ဟာညာဘက်ရင်အောင်မှာမိုင်းစအထိမှန်ထရန်ရရှိခဲ့ကသေဆုံးခဲ့ပြီး Honda Dream 125ငှက်ခါရောင်မော်တော်ဆိုင်ကယ်မောင်းနှင်လာတဲ့ဇုံတုပ်ကျေးရွာမှာနေထိုင်သူအသက်32နှစ်အရွယ်ကိုဟိန်လင်းစိုးဟာညာဘက်လမောင်ကျိုးထရန်ရရှိခဲ့တယ်လို့သိရကြောင်းဒေသခံတဝကပြောပါရယ်၎င်းကဆက်လက်ပြီးမိုင်းကပြင်းထန်လို့မိုင်းကထောင်ထားတဲ့ထန်းပင်က ရန်ကုန်တိုင်းဒေသကြီးရွှေပေါကံမြို့နယ်ရက်ွက်၁၆မှာနေထိုင်တဲ့အသက်58နှစ်အရွယ်ဦးတင်ထွေးဦးဆိုသူမောင်းနှင်လာတဲ့ Styles အမျိုးအစားခဲရောင်ရင်ပေါ်ကိုထမ်းပင်လဲကြခဲ့လို့မော်တော်ယာဉ်လဲထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရကြောင်းပြောပါရယ်။ဒါ့အပြင်အခင်းဖြစ်ပွားရာနေရာနီးမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေသက်ဆိုင်ရာတာဝန်ရှိသူတွေကလိုင်စင်မဲ့ယာဉ်တွေကိုစစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့အတွက်၎င်းတို့လည်းထိခိုက်မှုတွေရှိခဲ့တယ်လို့ကြားသိရကြောင်း၎င်းဒေသခံကဆိုပါရယ်။လက်တလုံးမှုန်ပြင်းတဲ့ဘီလင်းမြို့နယ်အတွင်းပြစ်ခတ်တိုက်ခိုက်မှုတွေ မိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့လုံခြံပစ်ခတ်တပ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားနေပြီးပြီးခဲ့တဲ့ဇွန်3ရက်ကလည်းဘင်းလင်းမြို့နယ်တစ်တိုကျွန်းကျေးရွာနေတစ်တိုကျွန်းလူမှုကွန်ရက်ကဲစေးရဲ့အဖွဲ့ဥက္ကဋ္ဌဖြစ်သူဒေါ်တိရာစိုးဆိုသူဟာလည်းအမည်မသိတနတ်သမား2ဦးရဲ့တနက်နဲ့လုံခြံပစ်ခတ်တပ်ဖြတ်ခြင်းကိုခံခဲ့ရသေးတယ်လို့သိရပါဗျ။နောက်ထပ်ဇာတ်ရင်းတစ်ပုဒ်အနေနဲ့ဟင်းသာမြို့နယ်မှာရှိတဲ့နေဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာမိလာကျင်းတဲ့အောက်ဆီဂျင်ပြတ်ပြီး တတိလစ်နေသူလောသားနှုတ်ကိုကဲထုတ်ခဲ့ရပြီးတဦးတေဆုံးကတဦးကိုဆေးရုံတင်ခဲ့ရတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ဟင်္ဒရာမြို့နယ်မှာနေဆောက်လုပ်ရေးလုပ်ငန်းဝင်တစ်ခုတည်းမင်းလာကျင်းတက်ထဲမှာအောက်ဆီဂျင်ပြတ်ခါတတိလစ်နေသူလောသားနှုတ်ကိုကဲထုတ်ခဲ့ရပြီးတဦးတေဆုံးကတဦးကိုဆေးရုံတင်ထားခဲ့ရတယ်လို့သိရပါဗျ။ဖြစ်စဉ်မှာဟင်္ဒရာမြို့လက်သမားရက်ကွက်ဝေလူဝတီလမ်းမှာရှိရနေတဲ့အိမ်မှာဇွန်လ9ရက်မိုးလဲပိုင်းကဖြစ်ပွားခဲ့တာပါ မိလာချင်းစောက်ထားတဲ့ဝါတွေကိုတယောက်ကဆင်းဖြုတ်တာခွေကျသွားတာမြင်တော့နောက်တယောက်ကဆင်းကင်ရင်သူလဲပြန်မတက်နိုင်တော့တာမိလာကန်ကအသက်မတုံးရသေးပါဘူးရေကလက်ငါလုံးလောက်ပဲရှိတယ်အဒီကကတော့အသက်ရှူချက်ပြီးပြန်မတက်နိုင်တော့တာလို့အစိုးရလုပ်ငန်းခွင်မှာရှိနေသူတို့ကပြောပါတယ်အဲ့ဒီအိမ်ကတက်သားအိမ်ကိုဖျက်ပြီးတိုက်အိမ်ပြန်ဆောက်နေတဲ့အိမ်အခုဖြစ်တာကအလို့သမားတွေဖြစ်တာ မိလာကျင်းတဲ့ကိုတယောက်ပြုတ်ကြတယ်နောက်တယောက်ကကျိုးမပါပဲအလွတ်ဆင်းခဲ့ရင်သူလည်းပြန်မတက်နိုင်တော့ဘူးကျွန်တော်တို့ရက်ကွက်ထဲကဆိုတော့ကျွန်တော်လည်းအမြန်သွားပြစ်တယ်ကျွန်တော်ကျိုးနဲ့ဆင်းတာတော့ခဏလေးနဲ့တည်းအသက်ရှူကြက်လာလို့ပြန်တက်ရတယ်မဆင်းခင်ခရိုင်ကွန်ရဲ့ပရဟိတအဖွဲ့ကိုလည်းကြိုပြီးအကြောင်းကြားခဲ့တယ်ခဏနေတော့မီးသက်ရောခရိုင်ကွန်ရဲ့ပရဟိတအဖွဲ့ကပါ ခဏနေတော့မေးသက်ရောခရိုင်ကုံရဲ့ပရဟိတအဖွဲ့ကပါကယ်ဆယ်ရေးသမားတွေရောက်လာပြီးကုညီပေးကြတယ်လို့ကနဦးကုညီခဲ့သူလူငယ်တအုပ်ကပြောပါရယ်။ကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ဟင်္ဒရာခရိုင်ကုံရဲ့လူမှုကူညီရေးအသင်းတာဝန်ကျစီမံစေတနာဝန်ထမ်းကိုအောင်ဖြိုးကျော်ကကျွန်တော်တို့ကမိဘကူညီပြီးခဏနားရုံပဲရှိသေးတယ်။အခုတရင်ကဝင်လာတာပဲ။ကျွန်တော်တို့တည်တည်ချင်းရှောက်ဖွေကယ်ဆယ်ရေးရင်တစည်းလူနာတင်ရင်တစည်းနဲ့အောက်ဆီဂျင်အသင့်ပြင်ဆင်ပြီးစေတနာဝန်ထမ်းတွေထွက်ခွာခဲ့ပါရယ်။ မိသက်ကအရင်ရောက်ပြီးကိစ္စရေးဆောင်ရွက်ပါတယ်။ကျွန်တော်တို့လည်းရောက်ရောက်ချင်းကူညီပေးပြပါတယ်။အိမ်နောက်ဘက်မှာကိစ္စရေးလုပ်ကြရတဲ့ခွင်ကအရန်ကျင်းနေ။နှစ်ယောက်စလုံးကိုမိလာကျင်းတဲ့ကနေထုံနိုင်ခဲ့ပါတယ်။အောက်ဆီဂျင်အသစ်ပြင်ထားပြီးပေးလိုက်တော့တယောက်ကပြန်တရီရလာတယ်။သူကအသက်ရှင်နေ။မေလာကျင်းတဲ့အရင်ကြားတဲ့တယောက်ကအပြင်ရောက်ခရေကတုံ့ပြန်မှုမရဘူး။နှစ်ယောက်စလုံးကိုချက်ချင်းဆင်းရုံပို့ပေးခဲ့ပြီးဆရာဝန်ကစစ်ဆေးကြည့်တော့တုံ့ပြန်မှုမရတဲ့တယောက်ကသေဆုံးနေပြီလို့အတည်ပြုပါရတယ်။တယောက်ကတော့ဆင်းရုံတင်ထားပါတယ်လို့ဖြေပါရတယ်။ နောက်ထပ်သတင်းပေါ်အနေနဲ့ဂျပန်ရဲ့စူးစမ်းလေ့လာရေးရှင်လဘော်ကိုစဉ်သမှုမအောင်မြင်ဘူးဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံရဲ့လစူးစမ်းလေ့လာရေးရှင်ဟာဇွန်လ6ရက်နေ့ကလဘော်ကိုညှဉ်းတာစွာစဉ်သမှုစူးစမ်းခဲ့ပေမဲ့လည်းပြတ်ကျတဲ့ပုံစံမျိုးနဲ့ကြမ်းတမ်းစွာကြောက်ရွံ့ခဲ့တာကြောင့်လဘော်ကိုပထမဦးဆုံးချိန်အောင်မြင်စွာဆန်းသက်လို့တဲ့ဂျပန်နိုင်ငံရဲ့မျှော်လင့်ချက်တွေပြည့်ပြည့်သွားခဲ့ရပါတယ်။ ဒီစူးစမ်းလေ့လာရေးရင်ကို iSpace Company ကလွတ်တင်ခဲ့တာဖြစ်ပါတယ် iSpace Company ဟာအမေရိကန်ပြင်ပမှာလဘော်ကိုစဉ်သက်နိုင်တဲ့ပထမဆုံးပုဂ္ဂလိကကုမ္ပဏီနဲ့ကမ္ဘာပေါ်မှာလဘော်ကိုစဉ်သက်နိုင်တဲ့တတိယမြောက်ပုဂ္ဂလိကကုမ္ပဏီအဖြစ်သမိုင်းရေးထိုးဖို့မျှော်လင့်ခဲ့တာပါဒါပေမဲ့လက်ရှိရရှိတဲ့အချက်အလက်တွေအရ စူးစမ်းလေ့လာရရင်ဟာလဘော်ကိုကောင်းမွန်စွာဆင်းသက်နိုင်ခြင်းမရှိပဲကြမ်းကြမ်းတန်တန်ပြုတ်ကျသွားခဲ့ပွဲရှိတယ်လို့ကုမ္ပဏီကပြောကြားခဲ့ပြီးဒီစူးစမ်းလေ့လာရရင်နဲ့အဆက်အသွယ်မရနိုင်တော့ကြောင်းကုမ္ပဏီကထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်ဒီမရှင်ကိုအဆုံးသတ်လိုက်ပြီးဖြစ်ကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကလည်းအလားတူလစူဇန်လေးလာရည်ရင်တစဉ်လွှတ်တင်ခဲ့ပေမဲ့လည်းအောင်မြင်ခဲ့ခြင်းမရှိဘဲပြတ်ကျခဲ့ပါရယ်အခုတစ်ချိန်မှလည်းနှီးပညာဆိုင်ရာချုပ်ရင်းချက်တွေကြောင့်ပြတ်ကျခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါရယ် ဆက်လက်ပြီးတော့အစ္စရေးနဲ့အပြစ်ခတ်ရစေးအတွက်အမေရိကန်ရဲ့နောက်ဆုံးအဆိုပြုချက်ကိုမငင်းပေကြောင်းဟာမတ်အဖွဲ့ကောင်းဆောင်ပြောကြားဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။အစ္စရေးနဲ့အပြစ်ခတ်ရစေးအတွက်အမေရိကန်ရဲ့နောက်ဆုံးအဆိုပြုချက်ကိုမငင်းပေဘူးလို့ဟာမတ်အဖွဲ့ကောင်းဆောင်ခါလီအေဟီယာကအကြိုတင်အတန်တွင်းထားတဲ့အတန်ပိုင်းကိုဇွန်လ9ရက်နေ့ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ဒီအဆိုပြုချက်မှာကားဆောင်မှဖြစ်ပေါ်နေတဲ့စစ်ပွဲအဆုံးသက်စင်ရေးအတွက်စိတ်ချတေချာမှုရှိစေမဲ့အပြောင်းလဲတွေပြုလုပ်ဖို့ Hamas အဖွဲ့ကတောင်းဆိုခဲ့ပါတယ်။ Hamas အဖွဲ့ဟာအပြင်းခန့်ရေးစေးရေးဆွေးနွေးပွဲအသစ်တွေကိုပါဝင်ဖို့အသင်းရှိကြောင်းနဲ့ဂျောင်းဝင်ဆေးဆက်ပေးတဲ့နိုင်ငံတွေနဲ့ဆက်သွယ်မှုတွေဆက်လက်ပြုလုပ်နေကြောင်း၎င်းကပြောပါရယ်။အမေရိကန်ရဲ့နောက်ဆုံးအဆိုပြုချက်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အထူးတန်တမန် Steve Witkoff ထံကထွက်ပေါ်လာတာပါ။ Hamas အဖွဲ့က Wake off ရဲ့အဆိုပြုချက်ကိုမငြင်းပါဘူး။ဒါပေမဲ့စစ်ပွဲအဆုံးသတ်ရေးအတွက်စိတ်ချသေးကြစေဖို့တချို့အချက်တွေကိုပြင်ဆင်ပေးဖို့တောင်းဆိုချင်ပါတယ်လို့ Hamas အဖွဲ့ရဲ့ဆွေးနွေးညှိနှိုင်းရေးအရာရှိချုပ်ဖြစ်တဲ့ Heya ကကြိုတင်အသံသွင်းထားတဲ့မေးခွန်းမှာပြောကြားခဲ့ပါတယ်။ Heya ကဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ဂါဇာကနေအစ္စရေးစစ်သားတွေပြန်လည်ရုပ်သိမ်းရေးတို့ကိုထပ်တလဲလဲတောင်းဆိုခဲ့ပြီးအစ္စရေးကဒီတောင်းဆိုချက်တွေကိုညှင်းဆိုခဲ့ပါတယ်။ ်အစ္စရေးဝန်ကြီးချုပ်ဗန်ဂျမင်နေတန်ယာဟိုကသူ့ရဲ့အစိုးရအဖွဲ့ဟာဝေကော့ဖ်ရဲ့အစိုးပြုချက်ကိုသဘောတူကြောင်းနဲ့ဟာမတ်အဖွဲ့ကသာဆက်လက်ညှင်းဆန်နေတာဖြစ်ကြောင်းမေ31ရက်ကပြောပါရယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စပါတင်နီးပြတဲ့အဖြစ်ဘရန်ဖို့နီးပြတော့မတ်ဖရန့်အပြတ်သက်ရေပန်းဆိုင်ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်စပါတင်ဟာယူရိုပါလိဖလာရည်ယူပေးခဲ့တဲ့နီးပြပိုစတီကိုဂလူးကိုရေကွက်နဲ့ထုတ်ပေးခဲ့ပြီးနောက်အတင်းရဲ့နီးပြတဲ့အဖြစ်ခန်းရနိုင်ခြေရှိတဲ့သူတွေစီးရင်မှာ တောမန်ဖရန်ကအပြတ်သက်ရေပန်းစားနေတယ်လို့သိရပါတယ်59နှစ်အရွယ်ပေါ့စတီကိုဂလူးဟာယူရိုပါလိဘိုလိုဝဲမှာမန်ချက်စတာယူနိုက်တက်အသင်းကိုတကူးကူးမရှိနဲ့အနိုင်ရပြီး16နှစ်အတွင်းအသင်းအတွက်ပထမဆုံးဖလားရယူပေးခဲ့ပေမဲ့16ရက်အကြာမှာယာရုကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။သူကသူ့စကားအတိုင်းဒုတိယရာသီမှာစူဖလားရယူလေးရှိတဲ့မှတ်တမ်းကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမဲ့အသင်းနဲ့လမ်းခွဲခဲ့ရပါတယ်။စပါတင်ရဲ့ပရီးမီးယားလိဂ်စွမ်းဆောင်ရည်ကလည်းယာရုကထုတ်ပယ်ခံရမှုမှာအထူးကြားခဲ့ပါတယ်။ ရီးမီးယားလီ38ပွဲမှာ22ပွဲအရေးနိုင်ပြီးအသင်းရဲ့ပရီးမီးယားလီသမိုင်းမှာအဆိုးရွားဆုံးအဖြစ်အဆင့်18နေရာသာရပ်တည်ခဲ့ပါတယ်။လက်ရှိမှာစပါအသင်းနီးပြတဲ့အဖြစ်ဘရန်ဖို့အသင်းနီးပြဖြစ်တဲ့သောမတ်စ်ဖရန့်စ်က3-0လေးနဲ့အပြတ်သက်ဦးဆောင်နေတာပါ။ဖိုဟန်နီးပြမာကိုဆေးဘာက၄၄တလီခရစ္စတယ်ပယ်လစ်နီးပြဂလက်စနာက၉၄တလီဘာစီလိုနာနီးပြဟောင်းရှာဗီက၁၂လီတလီအစ်ဆွစ်နီးပြမစ်ကန်နာ ဖုံးမောက်နီးပြအီရာအိုလာနဲ့မီဒယ်ဘရော့အသင်းကထုတ်ပယ်ခံထားရတဲ့စပါကစားသမားဟောင်းမိုက်ကယ်ကာရစ်တို့က16လေးတလေးစီရှိနေပါတယ်။အလဘရဲ့တရရဲ့ညမသတင်းတွေကိုတက်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။